ဖုန်းထဲမှာ story ပြည့်နေလို့တိမ့်ထချင်လိုက်ရတာနဲ့ဖျက်ပစ်လိုက်ရတာမျိုးတွေဖုန်းပြောက်သွားတာဒါမှမဟုတ်ဖုန်းပြတ်သွားတာကြောင့်မို့လို့ကိုယ့်ရဲ့အရေးကြီးတဲ့ဓာတ်ပုံဗီဒီယို file တွေကိုဘယ်လိုမျိုးပြန်ရယူနိုင်မလဲဆိုပြီးတော့မှအမြဲတမ်းစိုးရိမ်ပူပန်နေကြရတဲ့သူတွေအတွက်ဒီနေ့မှပြပြမယ် Google Drive ကအတိုင်းအတာတစ်ခုတည်းဖြည့်ရှင်းပေးနိုင်ပါလိမ့်မယ် Ace Google Channel ကနေကြိုဆိုပါတယ် Google Drive ကို Google Account Gmail ရှိရုံနဲ့15 GB လောက်ထိကို free သုံးလို့ရပါတယ်။ခုမှ ရီမေးအကောင့်၃ခုလောက်ရှိမယ်ဆိုလို့ရှင်တော့၄၅ကီလောက်ဒီကို free မုံဆွဲလို့ရပါပြီဖုန်းကွန်ပျူတာတက်ဘလက် device အကောင်လုံးမှာလည်း Google account တစ်ခုတည်းကိုစိုင်းရင်လုပ်ထားခြင်းအပြင်ဘယ် device ကမဆို file နေ upload တင်လိုက်တာနဲ့အခြား device အကောင်လုံးကနေပြီးတော့ download ရယူပြီးတော့မှအလုပ်လုပ်လို့ရပါတယ် ဲ့ဒီအတွက်ကြောင့်မို့လို့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးခင်ဗျာ Google ဘေးရင်ပါတဲ့ဖုန်းတွေမှာ Google Drive ကတခါတည်းပါပြီဒါဒါပေမဲ့ကိုကနေပြီးကိုယ့်စီမှာ Google Drive ကိုတခါတည်းဘေးရင်မပါသေးဘူးဆိုလို့ရှင်လဲ Play Store ကိုသွားပြီးတော့မှ အောက်မှာ strapper မှာ cocker drive လို့ရိုက်ချပြီးတော့တော့မှရပါတယ်ဒီမှာဆိုလို့ကျွန်တော်ကျွန်တော် cocker drive ကို update တင်ဖို့လုံးနေတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ update တင်လိုက်မယ် cocker drive ကိုစတင်ပြီးတော့ဝင်ရောက်လိုက်ပါမယ် cocker drive ကိုဝင်ရောက်လိုက်မယ်ဆိုအခု screen ပါတိုင်းတန်းပြီးတော့မြင်ရလိမ့်မယ်ဖုန်း screen ညာဘက်အပေါ်ကဆုံးထောက်မှာတော့ကိုယ့်ရဲ့ profile gmail account ရှိမယ်ဖုန်း screen ရဲ့ညာဘက်အောက်ဆုံးထောက်မှာတော့အပေါင်း icon လေးရှိတယ်အပေါင်း icon လေးကိုတစ်ချက်နဲ့ပြီးတော့မှအပေါ်ဘက်ဆုံးမှာတွေ့ရမှာဒီ cocker slide cocker slide ကကြာတော့ powerpoint ကြီးဖန်တီးပေးဖို့အတွက် cocker ကနေထုတ်ထားတဲ့ application တစ်ခုဖြစ်တယ်အဲ့ဒီနည်းတူပဲအောက်မှာတွေ့ရမှာဒီ Google Sheet အဲ့ဒီသဘောတရားလိုမျိုးပဲ Google ကနေထုတ်လာတဲ့ application တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ Google Document Google Document ကကြာတော့ Microsoft Word လိုပဲအသုံးပြုလို့ရတာဖြစ်ပါတယ်အောက်မှာတော့ scan ဒီ scan လေးကိုဝင်ပြီးတော့မှစာတွေအကုန်လုံးကိုဓာတ်ပုံရိုင်းလိုက်လို့ရတယ်အဲ့ဒီဓာတ်ပုံတွေအကုန်လုံးကိုသိမ်းသွားမှာဖြစ်တယ်ဒီစာထဲမှာရှိတဲ့အကြောင်းညာတွေအကုန်လုံးကိုလည်းဒီ Google ကနေပြီးတော့မှနားလေတဲ့နောက်တစ်ချိန်ကိုကပြန်ရှာခြင်းလေဆိုလို့ရှိရင်လေကိုက define ကိုဘယ်အမည်အနေနဲ့ပေးခင်မယ်ဆိုတာမသိဘူးဆိုလို့ရှိရင်လေ define ထဲမှာပါတဲ့စာတွေကိုရှာလိုက်ရုံနဲ့ဒီ Google Drive ကနေ ပြီးတော့မှ OAC optical character recognition ကနေပြီးတော့မှသွားပြီးတော့ရှာပြီးမှဖြစ်ပါလိမ့်မယ်နော် app load ကိုတစ်ချက်နေပြီးတော့မှဒီ Google Drive ကို file တွေကိုတင်ပေးလို့ရတာဖြစ်တဲ့ကနအူးနေနဲ့ gallery တွေကနေပြီးတော့မှ ဘက်ပုံတပုံတင်ပေးလိုက်မယ်ဒီ Google Drive ထဲမှာအခုလို့ဆိုလို့ရှိရင် location ဘယ်ထဲမှာတိမ်းပါလဲဆိုပြီးတော့မှတခါတည်းတန်းပြီးတော့ရွေးလို့ရတာဖြစ်တဲ့ drive ဘေးနားက download တို့ကိုတစ်ချက်နှိပ်ပြီးတော့မှကိုယ်အနေနဲ့ drive မှာတိမ်းပါလား computer နဲ့တခြားဘယ်နေရာမှာတိမ်းမလဲဆိုပြီးတော့မှရွေးပေးလို့ရတာဖြစ်တဲ့ကျွန်တော်ကတော့အခုဒီမှာ my drive ဆိုတဲ့နေရာမှာပဲတိမ်းပြီးတော့ upload ကင်လိုက် upload ထဲကနေပြီးတော့မှဓာတ်ပုံနဲ့အပြင်ကိုကိုယ်အနေနဲ့ video တွေနောက်တစ်ချက်အနေနဲ့ file တွေကိုလည်းတခါတည်းတန်းပြီးတော့ upload တင်လို့ရပါတယ်ဒီအောက်မှာ folder တစ်ချက်ကိုနှိ ဲ့ပြီးတော့မှ new folder တစ်ခုစောက်ထားလို့ရတယ်ဒီမှာတော့ new folder တစ်ခုစောက်လိုက်မယ် task အနေနဲ့ new folder တစ်ခုပေါ်လာပြီးအဲ့ထဲမှာကိုကတခြားဒီတင်လိုက်တဲ့ဓာတ်ပုံတွေတခြားသက်ဆိုင်ရာတွေအကုန်လုံးကိုလည်း folder name ပေးပြီးတော့မှအဲ့ထဲမှာသွားသိမ်းထားလို့ရပါတယ် mind drive ဒါမှမဟုတ်လို့ရှင်ကိုကကွန်ပျူတာနဲ့ချိတ်ဆက်ထားတယ်ဆိုလို့ရှင်ကွန်ပျူတာတွေက upload တင်ထားတဲ့ file တွေကိုတန်းပြီးတော့ကြည့်လို့ရမှာဖြစ်တယ်ဒီဘက်မှာတော့ share ပါ ရှယ်ကကြတော့ကိုယ့်စီကိုတခြား Gmail account တစ်ခုခုကနေပြီးတော့မှအလုပ်အထူတွဲလုပ်ပေးဖို့အတွက်ရှယ်ထားတဲ့ file တွေကိုပို့ပေးထားတာဖြစ်တယ်။ဒီမှာဆိုလို့ရှိရင်အဲ့လိုမျိုးရှိခိုးကိုအခြားတယောက်ကနေပြီးတော့မှ file တွေကိုလှမ်းပြီးတော့ share ပြီးပေးထားတယ်ဆိုလို့ရှိရင်တော့အောက်မှာလူပုံလေးနှစ်ပုံကဲ့ရဲ့လေးပါနေတာကိုတွေ့ရလိမ့်မယ်။ဒီ file တွေတည်တော့တခြားတယောက်ကိုကိုက share ပေးထားတာဒါမှမဟုတ်ခုကိုအခြားတယောက်က share ပေးပြီးတော့မှအလုပ်အထူလုပ်တာမျိုးတွေဆိုပြီးတော့မှသိနိုင်တယ်။ဘေးနားကအဆက်ကလေး30ကိုတစ်ချက်နှိပ်ပြီးတော့မှအပေါ်မှာပထမဆုံးတွေ့ရမှာဒီ add to spa ကိုဒီ ဒီ file ကိုထူးထူးခြားခြားပေါ့နော်အမြဲတမ်းနေနဲ့အလုပ်လုပ်ဖြစ်နေတဲ့ file တခုဆိုလို့ရှိရင်ဒီဘက်က star လေးကိုတစ်ချက်နှိပ်ပြီးတော့မှကိုဒီအလွယ်တကူပြန်ရှာနိုင်အောင်လို့စီမံထားလို့ရတယ်အဲ့လိုမျိုး star တစ်ချက်နှိပ်ပြီးသွားပြီဆိုဒီဘက်ဘေးနဲ့က star ကိုတစ်ချက်ဝင်ကြည့်လိုက်ပါကို star ပေးထားတဲ့ file ဒီဒီဘက်မှာအမြဲတမ်းနေနဲ့ပေါ့နော်လာပြီးပေါ်နေတာကိုတွေ့ရလိမ့်မယ်ကို့အနေနဲ့ဒီ flora တွေကနေပြီးတော့မှအများကြီးပေါ့နော် file တွေအများကြီးတွေကနေပြီးတော့မှလိုက်ရှာနေစရာမလိုတော့ဘူးဒီဘက်က star ကကို့အတွက်အရေးကြီးတယ်ဆိုပြီးတော့မှပေးထားခြင်းလိုက်လို့ရပါတယ်ရှယ်တွေကိုတစ်ချက်ပြန်သွားပေးပြီးတော့မှအဲ့ဒီမှာဘေးနဲ့ကအဆက်30က ကိုတစ်ချက်နှိမ့်လိုက်မယ်ဆိုလို့ရှိရင်အခုအပိုင်းတွေကိုတွေ့ရလိမ့်မယ်။ main available ပဲ offline ကတော့ကိုဒီ define ကို internet access မရတဲ့အခြေအနေမျိုးမှာလည်းအသုံးပြုချင်တယ်ဆိုလို့ရှိရင်တော့ main available ပဲ offline နဲ့ define ကို download လိုက်လို့ရပါတယ်။ main available ပဲ offline နဲ့ download လိုက်မယ်ဆိုလို့ရှိရင်တော့ define ဒီ internet access မရတဲ့အချိန်မှာလည်းကိုယ်အနေနဲ့ဝင်ရောက်ပြင်ဆင်တာမျိုးကို လုပ်ရပါလိမ့်မယ်။ copy link ကတော့ define ရဲ့ link ကိုယူတာပါ။နောက်တစ်ချက်ကကျတော့ main copy main copy ကိုတစ်ချက်နှိမ့်လိုက်မယ်ဆိုလို့ရှိရင်ကိုက define ကို copy ပွားယူမယ်။ဘယ်ထဲမှာပွားယူမလဲဆိုပြီးတော့မှသူကနေပြီးတော့မှ လမ်းကြောင်းလေးနဲ့လာပြီးတော့ပေးကြတာဖြစ်တယ်ကျွန်တော်ဒီမှာ mind drive ထဲမှာပဲပွားယူလိုက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်ကိုတစ်ချက်နှိမ့်လိုက်မယ် okay ဒါဆိုလို့ရှိရင်သူကတခြားကျွန်တော်စီကို share ပေးထားပြီးမဲ့လဲကျွန်တော် file ထဲမှာတစ်ချက်သွားကြည့်လိုက်မယ်ဆိုလို့ရှိရင် copy of ပစ္စည်းလက်ကျန်စင်းဆိုပြီးတော့မှကျွန်တော်သူ့ရဲ့ file စင်းကိုပွားယူလိုက်တာဖြစ်သွားပါပြီအေး copy အခုလက်ရှိရှိနေတဲ့ file ကိုအခြားတစ်ယောက်စီကို copy ကိုယူပြီးတော့မှပို့ပေးခြင်းလေဆိုလို့ရှင်တော့ copy ကိုတုံးတယ်တခြားနေလိုက်မယ်ဆိုလို့ရှင်တော့ကိုကဘယ် platform ကနေပြီးတော့မှ d file ကို share မလဲဆိုပြီးတော့မှပြောလာလိမ့်မယ်ကိုကြိုက်တဲ့တရား platform ကနေပြီးတော့မှအခြားတရားကို copy ကိုပြီးတော့မှ share တဲ့ပုံစံမျိုးအနေနဲ့အသုံးပြုလို့ရပါတယ်နောက်တစ်ချက်နေရကြတော့ open web ပါဘယ် application နဲ့ဖွင့်ပါလဲပေါ့เนาะတမာဆိုလို့ရှိရင်ကျွန်တော် Google Sheet ကနေအလုပ်လုပ်ထားတဲ့ file တစ်ခုရှိတယ်သူ့ကိုကိုယ်စီမှာဆိုလို့ရှိရင်တော့ကျွန်တော်က Drive PDF viewer နဲ့ဖွင့်ပါလား OneDrive PDF viewer နဲ့ဖွင့်ပါလားဘယ် application အမျိုးအစားနဲ့ဖွင့်ပါ ါလဲဆိုပြီးတော့မှကိုကရွေးပေးပြီးတော့မှကြိုက်တဲ့တင်တဲ့အရာဟိုအစဉ်ပြင်မဲ့အပိုင်းနဲ့ဖွင့်လို့ပြပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ download ပါခုမှအခုလက်ရှိရှိနေတဲ့ internet မှာအလုပ်လုပ်တာမျိုးမဟုတ်ဘဲနဲ့ define ကိုကိုယ့်ရဲ့ဖုန်းထဲကိုတစ်ခါတည်းတန်းပြီးတော့ download အရာယူထားလို့ရပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ add shortcut add shortcut ကိုတစ်ချက်နှိပ်ထားလိုက်မယ်ဆိုလို့ရှင်တော့ကိုဒီ define မှာအမြဲတမ်းခုနက star နဲ့တော့ မတူဘူးသူဒီ define ဒီ bay shortcut အနေနဲ့ bay အမြန်တကူသွားရှာလို့ရဖို့အတွက်ကိုတခါလေးတမ်းပြီးတော့ပြပြရပါလိမ့်မယ်ဥမာကိုဒီ a shortcut တကူနှိပ်ထားလိုက်မယ်ဆိုလို့ရှိရင် define ဒီကိုအနေနဲ့အစင်းစင်ပေါ့နော်3 4 5လောက်မှာဥမာ file name ရှိတယ် file name နေရာမှာနောက်တစ်ထပ်ပြီးတော့မှ file ခွဲ file ခွဲတဲ့နေရာမှာနောက်တစ်ထပ်ပြီးတော့ file ခွဲအောက်ဆုံးနေရာမှာ define ရှိတယ်ဆိုလို့ရှိရင် a shortcut ထားလိုက်မယ်ဆိုလို့ရှိရင်နောက်ပိုင်းကိုအနေနဲ့ define ကိုတစ်ချက်သွားပြီးတော့အလွယ်တကူရှာလို့ရမှာပဲဖြစ်ပါတယ် a shortcut မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီကိုကို ထင်သာမြင်သာရှိတဲ့နေရာမှာဥမာမိုင်ဒရိုက်မှာကျွန်တော်ရှော့ကတ်ထားထားမယ်ဆိုလို့ရှိရင်မိုင်ဒရိုက်မှာတန်းဝင်လိုက်တာနဲ့လေဒီရှော့ကတ်ထားတာလေဖိုင်ကိုတခါလေအမြဲတမ်းတန်းမြင်နေရမှာပဲဖြစ်ပါလိမ့်မယ်နောက်တစ်ချက်ကတော့ view information ပါ view information ကကြတော့သူကကြတော့ဒီကိုကဲရှိကိုဘသူတွေကဘယ်ချိန်မှာဘယ်အပိုင်းတွေကိုဝင်ပြီးပြင်ဆင်ခဲ့ရလဲဆိုတာကိုဝင်ရောက်ပြီးတော့ကြည့်လို့ရတယ်ဒီကိုကဲရှိကိုဘယ်ချိန်တုန်းကစပြီးတော့မှ prepare လုပ်ခဲ့လဲဗောနော် prepare လုပ်ခဲ့လဲဒီကိုကဲရှိကိုဘယ်ချိန်တုန်းကစပြီးပြင်ဆင်ခဲ့လဲသူ့ကိုဘသူတွေကနေပြီးတော့မှပြင်ဆင်ခွင့်ရှိနေတာလဲဒီကိုကဲရှိကောဘယ်လိုမျိုး permission မျိုးတွေနဲ့ရှိနေသလားကော ဒီကနေပြီးတော့မှ information နဲ့ကြည့်လို့ရတယ်ဥပမာ who asset ကိုတစ်ချက်နှိပ်ပြီးတော့မှဒီမှာဆိုလို့ရှိရင်တော့ကိုကသူ့စီမှာ view နေနေပဲပါမရှင်ရတာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒီဘက်က who has access မှာသွားပြီးတော့နှိပ်လို့မရနေသေးပါဘူးနောက်တစ်ချက်အနေနဲ့ကကြတော့ print မှာ file ကနေပြီးတော့မှဒီ phone နဲ့ကနေပြီးတော့ပဲတခါလဲ print တန်းထုတ်တဲ့နေရာတွေမှာဆိုလို့ရှိရင်တော့အသုံးပြုတယ်ဥပမာကျွန်တော်ဒီ file ကို print ထုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုလက်တာပုံစံမျိုးအနေနဲ့လာမလဲဆိုတော့ကိုသူကတန်းပြီးတော့မှပြောပြထားတာဖြစ်ပါတယ်လက်တာ site ကိုလည်းသူကတခါလဲရွေးချယ်လို့ပြတာဖြစ်ပါတယ်ဘောနော် တချို့ဖုန်းနဲ့ပရင်တာတွေနဲ့တန်းပြီးတော့မှချစ်ပြီးအလုံးလုံးလိုက်နေနေရမျိုးတွေမှာဆိုလို့ရှင်တော့ဒီ feature ကအများကြီးအသုံးတည်ပါတယ်အတူ home screen မှာကိုယ့်ရဲ့ home screen မှာဒီဖွင့်ထားတဲ့ရှိကိုအမြဲတမ်းတန်းပြီးတော့မှထားမှလာဆိုပြီးတော့မှရေးတာရွေးခိုင်းတာပါအောက်ပိုင်းကတော့ဘလော့ပါကို DG main account ကနေလာသမျှ ဒီစာကို block မယ်ဆိုပြီးတော့မှရွေးချယ်ထားခြင်းဖြစ်ပါဒီမှာဆိုလို့ရှိရင်တော့တစ်ချက်တတိထားပါသည်ကိုဒီ debug gmail account ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ dg google နဲ့ပတ်သက်ပြီးတော့မှ define နဲ့ပတ်သက်ပြီးတော့မှပြင်ဆင်လို့ရတဲ့အပိုင်းတွေကိုတွေးရမှာမဟုတ်ဘူးဒါပေမဲ့ကိုကိုအကယ်၍ edit permission ပေးထားတဲ့ file တစ်ခုခုဆိုလို့ရှိရင်တော့ကိုအနေနဲ့ပြင်ဆင်လို့ရတာဖြစ်ပါလေဒီ if function file ဒီ d google drive ကို edit permission ပေးထားတာဖြစ်တဲ့အပေါ်ကပစ္စည်းလက်ကျန်စီရင်နေနောက်တစ်ချက်အနေနဲ့ဒီ gemini နဲ့ banana file တွေကကြတော့သူ့ကို edit permission င်မပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်တမဲရိုးချတိုင်းပဲ ပေါ်တယ်ဒီဘက်မှာ if function ကကြတော့တစ်ချက်နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့သူ့မှာ manage access နဲ့ share ဆိုတဲ့ function တွေပါလာတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် digo get drive user ကိုတစ်ဖက် user နေပြီးတော့တော့မှဒီအခုလက်ရှိရှိနေတဲ့ file နဲ့ပတ်သက်ပြီးတော့တော့မှပြင်ဆင်ခွင့်တွေကို active permission ပေးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်အကယ်၍ manage access ကိုတစ်ချက်နှိပ်ကြည့်ပြီးတော့တော့မှကိုဒီ define မှာဒီ digo get account နဲ့ပတ်သက်ပြီးတော့တော့မှ editor role အနေနဲ့ရလာတာကိုတွေ့ရလိမ့်မယ် editor role နဲ့ရလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဒီ define တစ်ခုကိုအခြားတစ်ယောက်ကိုလှမ်းပြီးတော့ share ခြင်းလားဒါမှမဟုတ် ုံ define ထဲမှာပဲအခြားလူတွေကိုဝင်ရောက်ပြီးတော့အတူတူအလုပ်လုပ်ဖို့အတွက်ခေါ်တာမျိုးတွေကိုဆောင်ရွက်လို့ရပါတယ်။နောက်တစ်ခုကတော့ star ကတော့ခုနကပြောခဲ့တဲ့အတိုင်းပါပဲ။ ဒီဘက်မှာ star အနေနဲ့အကယ်၍ကိုယ်အနေနဲ့ဒီ Google Drive တစ်ခုခုကိုဒါမှမဟုတ်လို့ရှင်ဒီ Google Drive မှာရှိတဲ့ file တစ်ခုခုကို star ပေးခဲ့မယ်ဆိုလို့ကျွန်တော်ဒီ star subscribe လာပြီးတော့ပေါ်ပေးနေမှာဖြစ်ပါတယ်။အမြဲတမ်းကိုယ်အနေနဲ့အသုံးပြုမဲ့ file ဆိုလို့ကျွန်တော် star ပေးထားခဲ့လို့ရပါတယ်။အမြဲတမ်း file တစ်ခုချင်းစီရနေပြီးတော့မှဝင်ပြီး share နေရတယ်ပြဿနာရောသွားပါလိမ့်မယ်။နောက်တစ်ခုကတော့ recent ပါ recent ကကျတော့ကိုယ်အနေနဲ့ပေး file ကိုပေးခြင်းတော့မှဝင်ကြည့်ခဲ့တယ်ပေး file ကိုပေးခြင်းတော့ကအနောက်ဆုံးအနေနဲ့အလုပ်ပြုခဲ့လို့ဆိုပြီးတော့မှအစင်လိုက်ရေးထားပြီးကြတာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကကျတော့ upload ပါကိုယ်အနေနဲ့ဒီ Google drive ထဲကိုဘယ်အပိုင်းတွေကို upload တင်ထားလဲဆိုပြီးတော့မှလာရောက်ကြည့်လို့ရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ offline မှာကိုယ်အနေနဲ့ဒီ offline အသုံးပြုဖို့အတွက်ဘယ် file ရှိတယ်ဆိုတော့ကိုယ်တစ်ခါတည်းတန်းပြီးတော့မှကြည့်လို့ရတယ်ကျွန်တော်အခုပစ္စည်းလက်ကျန်စင်းကိုညာနဲ့မရှိတဲ့အချိန်မှာလည်းအသုံးပြုလို့ရအောင် download လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ offline အနေနဲ့ဒီ file ကိုအသုံးပြုလို့ရတယ်ဆိုပြီးတော့မှတစ်ခါတည်းဖော်ပြထားပေးတာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ trash ပါ trash ကကျွန်တော်တို့အနေနဲ့ဒီ Google Drive မှာအကြောင်းအရာတစ်ခုကိုကျွန်တော်ဖျက်ပြမယ်ကျွန်တော်ဒီမှာ upload တင်ထားတဲ့ဒီ image ကို တလိကင်လိုက်မယ်မုဒု trash ပါ move to trash ကိုဖြတ်လိုက်ပေမဲ့လည်းသူကတခါတည်းတမ်းပြီးပြတ်သွားမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အခုဖြတ်လိုက်တဲ့အချက်လက်အကုန်လုံးဒီ Google Drive မှာ trash ထဲမှာတက်30တီတီတင်းထားတယ်30ကျော်သွားပြီဆိုလို့ရှိရင်တော့ define ကိုတခါတည်းတမ်းပြီးတော့ဖြတ်ပလိုက်ပြီဘယ်တော့မှပြန်ပြီးတော့မရတော့ဘူးနော်အဲ့လိုအခြေအနေမျိုးမှာကိုက define ဒီမှာပြီးတော့ဖြတ်လိုက်မိတာပဲဖြစ်ဖြစ်မှာပြီးနေလိုက်မိတာပဲဖြစ်ဖြစ်ရ30အတွင်းမှာကိုအနေနဲ့ပြန်လို့ရနေဆိုလို့ရှိရင်တော့ဒီမြင်ရောက်30ကိုတစ်ချက်နဲ့ပြီးသွားတော့မှ trash ထဲကိုတစ်ချက်ဝင်အဲ့ဒီမှာခုနကအနေနဲ့ဒီ image ပိုင်ကိုကျွန်တော်ဟိုမှာပြီးဖြတ်လိုက်မိတယ်ဘောနော်အဲ့ဒါကိုပြန်ပြီး တော့ကိုကပြန်ပြီးတော့ပြန်ယူလို့ရတယ်ဒီဘက်မှာ14 30ကိုတစ်ချက်နှက်ပြီးတော့မှ restore ကိုတစ်ချက်နှက်လိုက်မယ်ဆိုလို့ကျွန်တော် define ဒီကျွန်တော်ရဲ့ mool ကိုမူလရှိနေတဲ့ vocal right နေရာမှာပဲပြန်ပြီးရောက်ရှိတော့မှာဖြစ်ပါတယ်အကယ်၍ delete for ever ဆိုလို့ကျွန်တော်အမြဲတမ်း define ကပြတ်သွားပြီဒါဆိုလို့ကျွန်တော်ကျွန်တော်ဒီမှာ restore ပြန်လုပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီဘက်မှာ upload တင်ထားတဲ့အထဲမှာပဲ define ကပြန်ရောက်လာတာကိုတွေ့ရပါလိမ့်မယ်ဒီ video ကိုအဆုံးထိကြည့်ပြီးသွားရင်တော့မှာ vocal right ကိုကိုယ့်ရဲ့ဖုန်းပြီးကျွမ်းကျင်စွာအသုံးပြုနိုင်မယ်လို့ညွှန်လဲပါတယ် ကိုကတော့ကိုခဲရက်ကိုကိုယ့်ရဲ့ပုံမှာဘလို့အကြောင်းအရာမျိုးတွေကိုအသုံးပြုနေသေးလဲဆိုတာကိုအများသိအောင်အောက်ကကောမန့်မှာဝင်ရောက်ဝင်ပြခဲ့ပါဦးကျွန်တော်ရဲ့ channel ကို subscribe မလုပ်ပါသေးရင် subscribe လုပ်တော့ပြီးချင်ဖြစ်ကူညီပေးပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့